CDN အဖွဲ့ကိုဝင်းရံအားဖြင့်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုစာရေးသူဆရာကြီးဥတုခရေးသားတော့တမီရေးစာလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာတမီရေးစာအရှက်ဆုံးများမောင်းကိုတိတ်နှိပ်ဆက်တာပဲနော်လောက်ပါများရဲ့လောက်ပါရှင်းမိပြီကို ရှစ်သူရဲ့နှိမ့်ဆက်မှုဟာပါရမီဖြစ်တယ်လို့ခံစားရမှာဓမ္မတာပေါ့။မောင်ကတော့အထုအထွေဘာမှပြောကြရမလို့ပါဘူး။မြ့ကိုမောင်ဘလောက်ရှစ်နေတယ်။ဘလောက်ရှစ်ခဲ့တယ်။ဘလောက်အထိရှစ်နေလိမ့်အောင်မယ်ဆိုတာမြ့ကိုယ်တိုင်အကျွင်းမဲ့တိတ်ထားတယ်လို့မောင်ယုံနေတာမို့။မြ့ကမောင်ကိုဘယ်အထိနှိမ့်ဆက်နှိမ့်ဆက်မောင်ရှစ်စိတ်မပြတ်နိုင်တော့ပါဘူး။ဟိုနေ့မြ့ကမောင်၃နာရီထိုးမှ ။မြားတို့အိမ်သားကမောင်ပြန်ခဲ့ရတယ်ဆိုတာမြားသိမှာပေါ့။မရေပါနဲ့မြရေမရေပါနဲ့ဒီစာကိုဖတ်ပြီးမြရဲနေမှာကိုမောင်ရိပ်မိပါရဲ့။မြားဖို့မှာတော့ရေတရာပေါ့လေ။နှုတ်ခမ်းပါကလေးဖွင့်ပြီး အဟင်းလို့ရဲလိုက်ရတာဟာမြားအတွက်မှာအရသာရှိနိုင်ပေမဲ့မျောနှင်းချက်ပြိမှန်ကြီးပြိုကျတယ်လို့မောင်တယောက်တည်းပြန်ခဲ့ရတဲ့ဒုက္ခကတော့အတော်စိတ်ဆင်းရဲရပါတယ်။အဲ့ဒီအချိန်မှာတော့ ။မြဟာအဲ့ရတဲ့ကနေပြီးပြုံးလိုက်အောင်ပါပဲ။တကယ်ဆိုတော့မြကိုအဆိုးမဆိုးပါဘူးလေ။မောင်ခံရတဲ့ဒုက္ခဟာမြပယောကမှာမဟုတ်ပဲ။ဒါကိုလည်းသိပါတယ်။မြသဘောတူညီချက်မရပဲ။မောင်ကသာမြရဲ့ဂယုနာကိုအားကိုပြီးဇွတိုးတို့လာနေရတာကိုမောင်ကိုနှစ်ယောက်ချင်းမယုံလို့အတွေ့မခံကျင်တာပဲဖြစ်ဖြစ်ကြောက်လို့အတွေ့မခံကျင်တာပဲဖြစ်ဖြစ်မြအချက်တာကိုမောင်တီထားတဲ့အတွက် ။ညကိုတိုင်းဂယုဏတက်မလာမရှင်။မောင်အချစ်ဆွဲကိုပြရအောင်။စနေနေ့ညတိုင်းလာမျှော်နေမှာပဲ။ဒီကနေ့ညလည်းရောက်မှာပဲ။မောင်။ဒေါ်မြမြဤလက်သည်ဆာရွက်ကလေးကိုကာရင်တုံတုံရင်ရင်ဖြစ်နေလေသည်။စာကိုဖတ်ရင်နက်နက်နဲနဲစဉ်းစားလိုက်တော့အခါမျက်ရည်ကလေးများပင်လဲလာမိသည်ဝမ်းနေတလောဝမ်းတာတလောကြည်နူးမိတလောစိတ်ဆိုးနေမိတလောဟု စစ်ကြော၍မရအောင်စိတ်ထားမငြိမ်ရှိတော့သည်ဒီတော့အမိမတက်နိုင်ပေမဲ့ရင်းထဲကတော့တလက်လက်ခံစားနေရတော့သည်ဒေါ်မြမြမှာယခုဆိုလျင်အသက်40နာတို့တရွေ့၍နှိဆက်လာခဲ့ရပြီဒီအသက်ရွယ်တို့ရောက်ရတာလာခဲ့သည်ဒီစာမျိုးကိုတော့ဤတစ်ချိန်သာဖတ်ခဲ့ရဘူးပါလိထို့ကြောင့်မင်းဤ၍ဤမြတုံလှုပ်နေသလားမပြောတဲ့ဒေါ်မြမြသည်နှုတ်ခမ်းကိုအမှတ်မတင်ကြိုက်လိုက်မိသည် မတိမတာကလေးခေါင်းရမ်းလိုက်မိသည်ထိုနောက်မှပင်စာရွက်ပေါ်မှမျက်လုံးကိုခွာ၍အဝေးသို့လှမ်းမြော်လိုက်မိသည်အော်တမီတမီကြီးစားတော်ထားနေမှာဘူးဒေါ်မြမြသည်အတမထွက်သောစကားကိုပြော၍ခလေးလေးခေါင်းငိမ့်လိုက်မိပြန်သည်ဤစာမှာသူနှင့်ဓာတ်ရိုက်တက်ဆိုင်သည်ဟုလည်းပြောနိုင်သည်မတက်ဆိုင်ဟူ၍လည်းငင်းရပြီတော့မီဒေါ်မြမြဤတူးဦးသေးသော အဖေမဲ့ တမီးကလေးဤအမည်မှာလဲမျက်မျက်ဝင်းပင်ဖြစ်တော့ကြောင့်ဤစာမှာအသက်40နီးပါးမုတ်ဆိုးမှာတော်မျက်မျက်ဤစာမဟုတ်သူ့တမီးမျက်မျက်ဝင်းဤတမီးရေးစားတာဖြစ်ကြောင်းလဲပူစွာတိတ်နိုင်ပေတော့သည် မျက်မျက်ဝင်းသည်18နှစ်18နှစ်ခန့်ရှိပြီဖြစ်၍အပြိုကလေးတို့ဘဝတွင်အစွမ်းကုန်လှနေသောအရွယ်ဖြစ်တော်သည်တော်မျက်မျက်ကိုယ်တိုင်ကပင် အသက်40နာနီး၍ကြီးသည်ဟုဆိုသေးကမူ ရုပ်ရည်လက္ခဏာများမှာအတော်နုပြိုလန်းဆန်းသော မျက်ခုံးကောင်းမျက်လုံးကောင်းအစင်အမြင့်ပြည့်ပြည့်သောမိမချောတယောက်ဖြစ်သောကြောင့်တမီးလေးမြမြဝင်းမှာမအေတူအရွယ်ကောင်းအလှတွေစူပေါင်း၍ပြည့်ပြည့်တင်တင်ကြွကြွရရရှိလာသည်ဒေါ်မြမြစီးပွားပြက်ခဲ့သောအချိန်မှာတမီးကလေးတိမ်တိမ်ငယ်ငယ်ရှိနေသည်ကိုရင်ထုမနာဖြစ်ခဲ့တော်လဲယခုမိမိရင်အုပ်မကွာအရှိထာဘနာထားရာက ရေးစားဟူသောဒဇိမ့်တယောက်ကိုဖောက်ဖောက်ပြန်ပြန်ဆက်ဆံကူးလို့နေကြောင်းဒိဋ္ဌတိရသောအခါတွင်ကရင်ထုမနာအဖြစ်ကရင်ထု၍နာတလို့နာလိုက်ဝမ်းနေလိုက်မိလေသည်မိဘနှစ်ထပ်ကဆင်းသက်လာခဲ့သောပိုးကုံမဏီကြီးပြည့်စည်ပြီးသည့်နောက်ယခုအချိန်မှာဆင်ပိန်ကျွဲလောက်တော့ကျွင်းရက်ခဲ့သေးသည်ဖြင့်ဘိုးကျိုးစည်းထဲတွင်ပိုးထည့်ဆိုင်ကလေးဖွင့်ကတားမိနေရောက်ဒိုးဒူပေါင်းပန်းဆက်လက်၍ရောင်းဝယ်နေကြရသည် မိမိကိုယ်တိုင်အပြုဘဝကတမီးရီစားဟူ၍မထားခဲ့စဘူးထားရကောင်းမှလည်းမသိမိခင်ကြီးနေတာရောင်းရေးဝယ်တာကိုကြိုးစားကလောဘတက်ခဲ့သည်တို့တို့မိမိတမီးကြပြန်တော့မိမိနေရတိုင်းဘိုင်းကောင်းကြောက်ပြီးပြည့်ရိလိန်မာလာပြီးဟုထင်မှတ်နေခဲ့သည်ယခုမှရောင်းမကိုမြင်စီ၍ထွက်လာသည်အချက်အချာတမီးရီစားတာကိုမြင်မိတော့၏ဈေးဝယ်သူပါသည့်အခိုင် ။မြမြဝင်းသည်ဆိုင်နီးချင်းအပြိုပေါ်ကလေးတစ်တိုင်နှင့်ဆိုင်ပေါ်မှဆင်း၍နောက်ပြေးနောက်ပြေးထွက်သွားတတ်သည့်အတွင်မြမြဝင်းအိတ်ထဲမှမတော်တဆအမှတ်တမှန်ကြကြံရခဲ့ဟန်တူတော်အထပ်ပါစာကိုဒေါ်မြမြကိုယ်တိုင်ကောက်တွေ့ဖတ်မိခြင်းဖြစ်တော်ရာအဘဲမလျင် မတုံမလုံတော်မိပါဟု၍ရှိနိုင်ကြပါမည်နီဘဲအရွယ်ပင်ရှိရှိမိမိ၏ယင်းနှင့်ဖြစ်သောသားသမီးကိုကြည်တီးဟုမထင်နိုင်အချိန်တန်အရွယ်ရောက်၍ အရှိစိတ်တွေပေါ်ပေါက်တော့ပေါ့တဘာဝကို မလွန်ဆန်နိုင်ကြောင်တိကျစေကမူအပင်ကိုယ်သာအညှိုးခံ၍မိမိကိုယ်တိုင်ရှိုးဆွ၍လည်းမပန့်ရဲ့သူတစ်ပါးဤလက်နှင့်ရွှေမာကိုယ်လည်းဆိုးယွန့်သည့်ပန်းမင်ရှင်မျိုးလို ဖြစ်ကြရသည်မှလည်းမိဘနှင့်သားသမီးပင်ဖြစ်ပေသည်ပေးဝေနေရင်ထိမ်းများခြင်းလျင်ဝင်ကားအင်းဆို၍သာ ထိုဝေတရားကိုသားသမီးကပူဇော်၍လိုက်နာဆောင်ရွက်ပေးကြရသည်တချို့မှာကရှိ၍မှအာမေရမည် စိမ့်နှက်ကိုဝါကွက်အပ်လိုက်ဖို့မလိုလားသဖြင့်အပြိုကြီးဖားဖားဟိုင်းဝေးတာတွားကြစေတော့သည်ဒေါ်မြမြအဖို့မှာတာ၍ခင်တွေ့စရာဖြစ်တော့သည်သူတွင်မြမြဝင်တယောက်ထဲတာလက်ကတုံးတောင်ဝေးစေသေးမီอยู่ရှိသည် တိုင်မင်မော်တိုင်မင်ဘတ်ဆိုကလည်းဤတမီတာဖြစ်ခဲ့သည်ဦးမကွဲတိုင်မပြက်နေသွားဖို့အရေးကြီးသည်ဒေါ်မြမြစဉ်းစားနေမိသည်မှာတခဏလောက်သာကြာလိုက်သည်ထင်ရမည်သို့တော်တမီးတဲ့မြမြဝင်သည် သူစာကြံရင်ခဲ့ဒီကိုတိတိအလားပြာကြီးပြာရနဲ့ပြန်လာဒီကိုအဝေးကပင်တိတာနိုင်တော့သည်မြမြဝင်ဘက်ကနေကြည့်လိုက်ရင်သမီးကြီးစားသာမိခင်ချင်းမိပြီတိသွားမှာဆိုးရှာသည်မိခင်ပင်ဖြစ်နေကြတာရှက်စရာကြားကအကြောက်တရားကလည်းမကင်းသေးရှိမိမိလောမှာဖောက်ပြန်မှုကြောင့်မိခင်ကြီးဆေးရင်နောက်ချက်ဖြစ်သွားမည်ကိုအတော်ဆိုးရှာသည်ထို့ကြောင့်အိမ်တွင်မပြတ်အောင်မနေဟန်ဆောင်၍မုတ်ပဲတည်သားမှမစားနိုင်ပဲ ဆိုင်တို့ထောက်ချောက်ပြန်လာခဲ့သည်ကနာမငိမ့်သောမျက်လုံးကမိခင်ကြီး၏အရေအကဲကိုတဖက်ကကြည့်ရင်တဖက်ကမိမိ၏ပေါ်ရွှတ်မှုကြောင့်ကြကြံရိုက်ခဲ့သောစာကိုရှာဖွေနေမိသည်ဤဆိုင်ရွက်ကောက်ကလေးကိုမျက်မျက်ဝင်တွေ့လိုက်သောအခါခေါင်းပန်းနှပန်းကြီးသွားမိတော်သည်ကံကောင်းလို့ကံကောင်းလို့ဟုတ်တိတ်တခိုးဖျားတာမိရှာသည်အเจ้าမှာမတွေ့စကောင်း တွေ့စကောင်း ဆိုင်ရွက်ကောက်ကလေးမှာမိမိနမောနမန့်ကြားကြံရက်ခန့်ဟန်တူသောနေရာတွင်ပင်ရှေးရလက်ရမပြဲတွေ့ရတော့ကြောင့်ဖြစ်လေ၏မိခင်ကြီးမျက်နှာကိုအကဲခတ်လိုက်သောအခါမတိလိုက်မတိပါတာပင်ရှိပါသေးသည်ထို့ကြောင့်မြမြဝင်းသည်သကရောဖွဲ့ရောနှင့်ကျင်လေရာအိတ်တွင်းသို့ပြန်ထည့်လိုက်နိုင်တော်သည့်နောက်တွင်ဟင်းကနေတမကြီးတလုံးပြုံးပြုံးပါအောင်ရှပြစ်လိုက်လေတော့၏ညနေဆောင်ကနေမှဈေးဝယ်သူတစ်ဖြောက်ဖြောက်ပေါ်လာတတ်သောကြောင့် တာမီနီယာစလုံးတမီးရေးသားကိစ္စကို မေးပြောက်သွားကြလေတော့သည်ထိုသည့်နောက်လဲညနေဆိုင်ပိတ်ရှင်အိမ်ပြန်စားမှုတောင်းမှုဝေယဝိဆာတို့ကသူတို့၏အသေးသေးဒုက္ခကို ဖုံးလွှမ်းတားဆီးထားလိုက်ပါသေးသည်ညီဦးကလေးတွင်လည်းအညောင်းပြေအပြင်းပြေမိတ်ဆွေတင်ကားအားများနှင့်တောတောလာလာဆာဆာတောက်တောက်စကားကိုကယိုကင်းရှောက်ပြောနိုင်သေးတဲ့ပြင်ဆွေးစရာအကြောင်းများမစင်စားမိကြသည်တဖြည်းဖြည်းညံ့တက်ခဲ့လေပြီ။ ဦးစွာဗရမတမီးကလေးမြမြဝင်းဤဖရာကတော့တန်နဲ့ဓမ္မစကြာဝိရတမဒေါမြမြဝင်းဤစိတ်ကိုဖရာကန်းကနှမ်းရတည်ပေးလိုက်ခြင်းပင်ဖြစ်တော်သည်မြမြဝင်းအတန်ကလေးစားလိုက်သည်ဖြင့်ကိုမိပါ ကိုလင်းကိုသာကိုအဖြစ်ပြများကို အစပေါ်လာလေတော့ဤဩကိုလင်းကိုလင်းရှင့်သမီးဖြင့်ကြီးစားတွေဘာတွေတောင်ထားကုန်ပါဘောကိုလင်းရဲ့ ရှင်သာရှိရင်ဘလို့များပြောနိုင်မလဲရှင့်ကိုတိုင်းပြီးရှင့်အဆုံးဖြတ်ကိုခံရရင်အခုတော့ညမှာတိုင်ရမဲ့လူလည်းမရှိ တိုင်မင်ရမဲ့သူလည်းမတွေ့မဆုံးမရင်အိုးဖြတ်လို့ဖြက်စီလောက်ရမှာလဲခတ်ပါတယ်လေဟုတိုးတိုးကလေးပွင့်ထွက်ရင် မျက်ရည်ကိုသာငုံတုပ်မိရှာသည်ဒေါ်မြမြအဖို့မှာတော့အီရတိုင်းအမှန်ဖြစ်ပါသည်သူဒီညနေကဘာမှ မလုပ်တတ်တော့ကြောင့်တမီးကလေးစိတ်ချမ်းသာမှုရှိအောင် စာကိုသူ့နေရာသို့ပြန်ထားပြီးမတိကျင်အောင်စူးစမ်း၍ဟန်ဆောင်ရသည်။ဝမ်းထဲမှာတော့ဘလောင်ဆူသွားမိရှာသည်မဟုတ်လော။သူ့တမီးကိုလည်းဤအထိရှိခင်ကျင်နာယိုမှန်ပြီ။အချိန်သေးတစ်သားကိုရှာစားတယ်လို့တရွေ့ရွေ့တတိတိနဲ့ကုံမန်းမတိအောင်ဝါးလျက်ရှိတော့၏။မြမြဝင်းဤအမြဝေတန်နဲ့ကြေးကြီးခတ်တန်တို့ပေါ်လွင်လာပြီးသည့်နောက်ညင်သာသောရှည်လန်းနှင့် အခန်းတွင်သို့ဝင်လာခဲ့သည့်အချိန်တွင် ဒေါမြမြမှာဆူဆူသောမျက်လုံးအစုံကိုမိန်ကာထားလိုက်ပြီးတော့သည်သို့တော်မြမြဝင်းသည် နေ့စဉ်ဝိပြုနေကြအတိုင်းရှည်ရင်ဘက်ခတ်ကြကြက ပစစ်တုတ်ဒူးတုတ်ထိုင်၍မိမိအားကတော့လိုက်သေးသည်ကိုတော့မိန်နေရာကပင်တိလိုက်ပါသေးသည်မိမိကိုသမီးမို့ကိုထင်းနေသလားတော့မပြောတတ်မြမြဝင်း၏အတန်ကလေးမှာချိုမြိန်လှသည်တာယာလာသည်ဟုထင်လိုက်မိသည် ဒေါမြမြကပြန်၍မထူးသောအခါရှင်ရင်တွင်လာထိုင်၍ရှစ်တလုံးကိုကရင်တစ်ချက်နှစ်ချက်နှိပ်လိုက်သေးသည်မင်းမေအိပ်ပြီလားမင်းမေရဲ့ဩတမီးဖရားတော်ဝတ်ပြုပြီပြီလားဟုဒေါမြမြကဝမ်းနေတာမပါအောင်မနှဲကြိုးစား၍လျှောင်းနေရာကပြန်ပြောလိုက်ရသည် သူ့ဝမ်းနေမှာတော့အလိုလိုဝမ်းနေနေမိသည်သို့တော်ဝမ်းနေနေကြောင်းတမီးကောင်းကလေးမသိစေခြင်းပါပဲ တစ်ချက်နဲ့ချက်လောက်အနှိတ်ခံလိုက်ပါအောင်လားမေမေညနေကညောင်းနေဆိုဟုပြောရင်းဆိုရင်ကအตาရလက်ကလေးနှစ်ဖက်နဲ့စုပ်နေပေးချာသည်သူခမရကလည်းမအေးတစ်ခုတမီးတစ်ခုမို့ဂယုပြူချာပါပေသည်ရိုသေးကျင်နာ၍ဝကြီးဝတ်ငယ်ပြူစုလျက်ရှိပါသည်တမီးရီသားထားယုံနှင့်တာသမီးတို့ကပြုအပ်တော်ဝဲရှိုရင်းသည်ဟုဆိုရပါမည်လောရှိုရင်းသည်ဟုတော်များများမထင်နိုင်ရှာသို့တော်ဤ၍ဤများနေမာတော်တမီးကလေးမို့ မိမိမှတပါအခြားလူတို့ကို အရှိထူးဖြင့်ရင်မူးစွာအချက်တွေကိုမခံနိုင်ခြင်းတည်တာဖြစ်ပါသည်အေးမခံခြင်းမှာမနာလိုစိတ်ဖြစ်ကြောင်းကိုတော့မစင်စားမီစင်စားမိသည့်တိုင်အောင်ဝန်ခံနိုင်တော့မည်မဟုတ်မဟုတ်သည့်အကြောင်းတွေနီးအမျိုးမျိုးပြ၍အနိုင်မရရအောင် ကိုယ့်ကိုယ်ကို ပြန်လည်ရပြီတော့မည်ကိုယ်သမီးရည်စားထားတာမနာလိုဘူးဆိုတာတော့အဖြစ်မခံနိုင်ဘယ်နည်းနဲ့မှအဖြစ်မခံနိုင် ပေါင်ရင်းကိုနင်းပြီးအပူထုတ်ပေးမယ်လေနင်းနေ ဒေါမြမြကမိတို့မြအဖြစ်မပေမျက်စိမေးကတွေး၍တာနေမိသည်မေမေအိပ်ပျော်သွားပြီလားမေမေကလည်းမြန်လိုက်တာမမြဝင်းသည်စကားပြန်၍ပြောဖို့မရတော့သူ့မိခင်ကိုဤသို့မှတ်ချက်ချလိုက်လေတော့သည်ထို့နောက်နှစ်ယောက်အိတ်ကရင်ကြီးဖြစ်သောမိခင်ဤဘက်ဘက်ဘေးကခက်ကွေးကွေးကလေးဝင်ခွေလိုက်တော့သည် လူငယ်ပြည်ပြည်ဟွားကနေအပြင်းတွဲ၍တန်းဝင်ခြင်းရှင်ချောင်းလက်ဆက်နေခြင်းဖြင့် လွတ်လွတ်လပ်လပ်နေပြီးမှစိတ်ငြိမ်၍သွားတော်သည်သို့တော်ကရင်တစ်ခုတည်းပေါ်ကသားမီးနှစ်ယောက်စလုံးမှာဘသူမှအဲ့၍မပြောကို့အတွင်းနှင့်ကိုမျက်မျက်ဝင်းအဖို့ကသူ့ရှိသူယနေ့ညလာလျင်ဆင်း၍တွေ့သည့်မတွေ့သည့်ဟူသောအကြောင်းမှာစာပါအရေးသားနှင့်ရိပ်မိနိုင်တော်သည်သို့တော်ဒေါ်မြမြ၏အတွင်းမှာကကို့သမီးရေးစားထားသည်ကို တားသည့်မတားသည့်ပင်ဖြစ်ပေသည်တားစီခြင်းသိပ်ပင်ကန့်ကွက်ခြင်းသည် တကူကောင်းသာကြည်တော်အာနာရှင်တို့အတွက်အလွန်လွယ်ကူသလားသူ့အကျိုးသူ့ဆန္ဒပါရောဖတ်၍ကြည်ရလျင်အတားခလာသည်တမီးရဲ့ရည်စားထားတာတော့မေမေမကြိုက်ပါဘူးကွယ်မေမေလည်းရည်စားမထားခဲ့ပါဘူးငါတမီးလည်းရည်စားမထားနဲ့နော်ဟုမေမေကပြောလိုက်တဲ့နေ့တပြိုင်နက်အိုးမေမေကလည်းမေမေတို့ခေတ်ကမထားခဲ့တာနဲ့တမီးတို့မထားရတော့ဘူးလားဟုတ်မြမြဝင်းကအထွန်တက်နေလိမ့်မည်မဟုတ် ညရည်ကိုတုပ်၍ခေါင်းငိမ့်ပြမိကတေချာလှပါသည်။အီယတီလောက်ပင်ဒေါမြမြသည်သူသမီးကိုသူစိတ်ချထားပါသည်။မိဘရဲ့စကားတမလိုခါတော်လဲပြားတက်ကကဲ့သို့ရှိုးပါမည်ဟူသောစကားများမှာ ပွဲတဲ့ဇတ်ထွဲတင်သာကြာရိုကြာစဉ်ရှိခဲ့သည်။လောကတွင်ကခြားပါလှသည်။တို့တော့ဒေါမြမြတို့တာမီတွတ်မှာမူမိခင်တို့သူကလည်းတမလိုခါသည့်စကားဘယ်အခါမှမပြောခဲ့တော့ကြောင့် ပြားတကလိုမချိုးချေကမူအလိုကျအလိုက်တဲ့နာခံဖို့အစဉ်အသင့်ရှိခဲ့တည်းထိုကဲ့သို့အတိတိုင်းကိုသမီးကိုကို နိုင်လိုမင်းထက်ကန့်ကွက်မိမှဆိုသည်သူစိတ်ချမ်းသာမှုကိုဖျက်ဆီးမိမှဆိုမိသည်တမီးရေးစားထားခြင်းသည်အပြည့်ရှိသလိုလူချင်းမိဘဩဇာကိုနာခံ၍အိမ်အောင်ရသားနေခြင်းသည်အပြည့်ကင်းသလိုဒါကိုပဲတော်များများစဉ်းစားရတော်မူကိုချင်းစာ၍ကြည်နိုင်ရန်တော်များများကိုယ်တိုင်ငယ်စဉ်က ရေးစားမထားခဲ့စဘူးမိဘဩဒါကိုနာခံ၍မိဘသဘောတူတူနဲ့သာဆုံဖတ်ခဲ့ရသည် ကိုသားသမီးကိုအပြိုကြီးဘဝနဲ့အယိုးထုတ်စေခြင်းသည်ဟုပြောသည့်စကားမှာလွယ်ကူသလောက်ကိုသားသမီးကိုယ်တိုင်ကလိုက်နာဖို့ခက်ခဲကြသည်30တဘုံကျင်းနေကုန်သည်။ကာမနှင့်မကင်းအချစ်စရင်းကငါတကောမကောနိုင်တဖြင့်လင်းနှင့်သားနှင့်နေကြရမည်ဖြစ်သောမိမိမျက်စိနှလုံးစုံမမိတ်မီ စိတ်ရှားရအောင် ပေးစားခဲမှသူရောကိုပါဒုက္ခအေးကြရမည်မဟုတ်လောထို့သို့လျင်မိမိသဘောကျသူနှင့်ထိမ်းများမလောသူသဘောကျသူနှင့်ပေးစားမလောဒေါမြမြသည် ပြဿနာကိုအပြန်ပြန်လန်လန်တုံးတက်နေမိသည်မြမြဝေးမှလည်းအတွေးအာယုံကြောတွင် နေမျောနေပုံရသည်သူတွင်လည်းအိတ်မပြောလမ်းပေါ်ကအတန်ကိုနားဆွေနေရတော့သည် ရှုဆူရန်ခတ်ပါရဲ့မြတ်ပါနဲ့တက်လေအုံဘုံမောင်းမျက်နှာငယ်မှာ ကွက်မလန်နိုင်ပြီရွှေငုံမင်းအမင်းမြော်တယ်လို့ခရီးနော်နေလျက်နဲ့ဝေးဤတေးတန်ဒီမက်ဒလင်တေးတန်ကလေးနဲ့ပေါ်ပေါက်လာတော့အခါမြမြငွေးမှာအဲ့နေရာမှာခေါင်းကြွ၍နားထောင်လိုက်ကြောင်းဒေါ်မြမြတတိမူလိုက်မိသည်အမှန်စင်စစ်ဤတချင်းမှာ ကာလာသာတိုင်းဖန်တရာတေအောင်ဆိုနေကြတခြင်းဖြစ်၍မထူးခြားနိုင်တော့လေမြမြငွေးအတွက်မှာတော့ခေါင်းထောင်၍ထစီလောက်အောင်တကိုးအာနေတင်ပြေဝသည်ဂီတတန်ဒီဆက်၍ပေါ်လာပြန်၏ မြမြဝင်းသည်ဟင်းကနေတမကြီးချပြီးပြန်အိတ်လိုက်ပြန်သည်ပြီးတော့တတိယသလိုမိခင်ကြီးအာချင်းမိသည်ဒေါ်မြမြသည်တမီးကထားကြည့်လိုက်မှန်းသိသည်သို့တော်မလုံမချံအသက်ကိုမှန်မှန်ရှူ၍အိပ်ပျော်ရအောင်ဆောင်နေလိုက်ရသည်စိတ်ကတော့မကြဘယ်အထိမကြတည်းမူသူ့ခန္ဓာကိုယ်မှာလွင့်စင်ကျက်စားနေသလားဟုမှတ်ထင်ရသည်မိမိကိုယ်ရည်ကိုစိတ်ပဝင်စားစွာစဉ်းစားလိုက်ပြီးမှစ၍ အသက်40နီးပါးဒေါမြအမြဘဝမှာတမိမရခင်အိမ်တော်ကြစားရမ်းများအဖြစ်တို့ခန္ဓာမပြောင်းလက်ပြာမပြောင်းအဟောင်းတွေအစ်စ်ပေါ်လာခဲ့စီတော့ဤတင်ပေါင်းကြီးမကြည်ပဲနဲ့မင်္ဂလာတုတ်တက်ခဲ့ရတယ်လို့တမိကြီးသားမထားခဲ့ရပါပဲနဲ့လင်ယူခဲ့ရတော့များများသည်ယခုမှပင့်တတ်ချူ၍အိမ်တော်ရေးမှုကိုစဉ်းစားမိသည်တမိကြီးသားထားခြင်းသည်အလဲကားကိစ္စမဟုတ် လင်ယူသည့်ပြဿနာကို မတတ်တာတတ်အောင်သင်တန်းတက်ရှင်းမြတာဖြစ်၏တကယ်ပြောရလျင်မိဘပေးစားတာကိုအသာဝင်ထိုင်လိုက်ရတာထက်တမီးစားထားရခြင်းကပို၍ခက်ပေမည်တစ်ချက်ကိုပဲစဉ်းစားကြည့်ပါတော့တမီးရီစားဆိုဒီမှာကိုကိုသူရှိသည်ဟုသိရ၍ကိုကသူ့ကိုရှိမှတမီးရီစားရဲ့လိုဖြစ်နိုင်ကြသည်ကိုကသူ့ကိုရှိရွေးတော်၎င်းကိုကိုရှိနေရွေးတော်၎င်း အကြောင်းတစ်ပါးမဆုံးသမျှတမီးစားဆင်စစ်တော့မဖြစ်နိုင်ချေအေးတခုတည်းနှင့်ပင် ခရီးရောက်လာပေသည် မိဘပေးသား၍ညားရသောလင်မယားမောင်နှံတို့အနက်ကိုကသာနှစ်သက်၍သူကမဆုံးမကိုကဆုံးမ၍သူကမကြည်ပြူခုံကိုယူရသာပေါင်းနေရသောအကြောင်းမလားအစင်မပြေသည့်တို့သမီးတို့သားများကိုတနာစရာပင် ကောင်းသေးသည်တမီးစားတို့ဘာဝမှာကဤသို့မဟုတ် စာမေးပွဲဝင်ခြင်းလျင်တင်ကန်းစာတွေကြိုးစားပြီးမေးခွန်းအတန်တန်ဖြေဆိုခဲ့ရတယ်လို့တမီးစာစစ်တမ်းနဲ့တင်ကန်းစာတွေတွေ့နိုင်ကြသည်မိမိဤလူကိုမိမိစစ်ဆေးတယ်လို့ကိုကိုတိုင်းစစ်ဆေးမေးမြန်းနိုင်သည် အကဲခံနိုင်သည် ကိုလူအကြောင်းစနီးနာ၍ဆက်ဆက်ဆူဆူစုံစမ်းနိုင်သည်သူ့အလိုနှင့်ကို့ဝါဒနာကြရာကိုလိုက်နိုင်ပါမလို့ဟုစစ်ကြောဆင်ကျင်နိုင်သေးသည်ဤသို့သောအခွင့်အရေးများကိုနားလည်၍ရှေးမြမာရင်ကျေးမှုခေတ်က သုံးနှစ်သုံးမိုးကြာအောင်ရေးစားပြဿနာရှင်းခဲ့ကြသည်ရေးစားတထောင်အနက်မှလင်းကောင်းတယောက်မမားအောင်၍၍လင်းဟူသည့်ဘွဲ့ကိုပေးအပ်နိုင်ကြသည်ကို့ကိုဒင်ဘဲအထိတန်ရောစဉ်တွေ့နေတယ်လေကို့အကျိုးကိုဘဲအထိတည်ပိုးနိုင်ခဲ့တယ်လေကို့ဩဇာကိုဘယ်နှခါနာခံတယ်လေမျက်နှာများ၍လောင်းကစားနှင့်အယက်သမားဟုတ်မဟုတ် ကို့ဆွေမျိုးမိဘနှင့်တဘာဝတူမတူဂါရဝမှုရှိမရှိ လူစွမ်းလူကြအားကိုးလို့ရမရမိန်းကလေးတွေအတွက်တသက်တခါအရေးပါဆုံးသောအချက်အလက်တို့ကိုတမီးစားလက်ထက်ကလေးကစစ်ကြောရှင်းချိန်နိုင်တဲ့ဖြင့်အလွန်အဖိုးတန်လေသည်မိကိုမလောင်ခင်ကတားနိုင်သည်လူတယောက်သည်ကြာချေးသွားဟန်မဆောင်နိုင်မပိကိုအနမ်းမထွက်အောင်မဖုံးဖိနိုင်သည့်နေသူလူတယောက်ဤအကျင့်စားကဇာရိတကို ဖုံးဖိ၍မရထို့ကြောင့်အရေးတော်ပုံမလလျင် အပြိုရေဘွားမပြတ်ခင်ဆက်လံပေး၍ အဝေးကချောင်းနိုင်ရကဤသို့မှမဟုတ်ပဲဒစိမ့်ပြင်ပြင်ရေတွင်တွင်က အောင်စီရတူးဟုဆိုကများနဲ့နေမဝါတို့ရောက်ခဲ့ပြီးမှတော့ကိုယ်တဘောမကြတော့လဲအိမ်တော်မှုဖျားတဲ့ဆေးမင်းရေစုပ်ထိုးဤသုံးချက်မူမပိုင်လျင် နောင်ပြင်းနိုင်ခတ်သည့်အမျိုးဟူသောစာချိုးကဲ့သို့ခေါင်းချို၍ဝင်ရယုံတာရှိသည်မိုးလုံးမထုံချလူမိုင်းနောက်မှအကြံရတော်တွေက မထောင်းတာမိမတွေမှမခံကြည့် ဒုနဲ့မျက်ရည်ကိုဖိ၍တဤဤကြိတ်ချယုံများတာပါအခြားသောလုံမြောက်ခွင့်မရှိနိုင်တော့ပေလူမြင်လျင် အမှုလောက်ပါလို့မပူရုပ်ပြုံးရပါလေတော့ဒီဓာရီဓာရီကို နေရာချပေးမဲ့လူကြီးမိဘတွေကမစုံစမ်းမစစ်စီအလွယ်ကလေးနဲ့ဈေးပေါင်ကျိုးမှာကြိတ်ထိုးနဲ့ထိုးထိုးရောင်းတို့လိုရောင်းလိုက်ကြတာပါမဟုတ်ပါဘူးဟုဆိုစီကမူလူကြီးပြည်ပြည်အရေရေကဲဖမ်းသည့်အစမ်းစာမေးပွဲများမှာ ။တမီးရေးသားတွေလောက်တော့အတွင်းစိတ်တဲ့အထီတော်မရောက်နိုင်ပေ။အဥ္စာရင်လိုအဥ္စာရင်ခဲကိုဝမ်းနာကိုတာသည်ကိုစည်းကိုဖိတောက်မှ ပြောင်းနိုင်သည့်ကိုတွင်ယောဂပေတကား။ကဲအမိတို့ကိုတန်၍ကိုတန်ကြိုက်တယ်လို့ခိုးရလိုက်ပြည့်တဲ့လေမယား။မကြခင်အိုးစားခွဲကြတာတွေကိုဘယ်လိုပြောမလဲဟုစောရကတက်ကြသည်ဆိုပါတော့အီမေကွင်းရဲ့အဖြေမှာမိဘတွေတမန်အဖမ်းမှ၍တလန်းသွားဖြစ်ခဲ့ရတော့ ေမယအပူတဲ့တွေနဲ့ဘဲနေသေးကြည်ပြင်းနေနိုင်တော့ကောင်းပါလိထိုအထဲမှာမှားခြင်းမှားလည်းရင်လူငယ်မှားတာက တော့အုံးပြီလူကြီးတွေမှားကကို့ပယောကကိုသည်ကို့သားသမီးကိုကြည့်၍မရှိတည်းရင်ထုမနာဖြစ်ရရှာပေလိမ့်မည်မြမြသည်တမီးကလေးမြမြဝင်အပြိုပေါက်ကလေးဖြစ်လာကလေးကကိုဘဝကိုပြစ်စင်ကိုဆင်ခြင်မိလေသည်မိမိကိုယ်တိုင်မိဘတကားကိုမြေဝယ်မကြနားထောင်ခဲ့သည် မိခင်ကြီးမုံဆိုးမအဖြစ်နဲ့အုတ်ထင်းသည့်အောက်မှာမိခင်နှင့်အတူပဲလျင်ဒိုးဒူပေါင်ဘက်အယောင်းဝယ်ဂယုဆိုင်ခဲ့သည်။ဘိုင်းကောင်းကြောက်ပြီးပိပိရိရိနေခဲ့သည်။ခေကာလသာသမီများလွန်ဆန်နိုင်ခဲ့သောတမီရီစားတော်မှကိုသဘောနှင့်ကို မထားခဲ့ပါ။မိခင်ကြီးသဘောကျလာပါသည်ဆို၍တမန်ဖန်းခဲ့သောမောင်မောင်လွင်ကြကားမှမရှင်မမုန်းဘဝကတာမိကအခေါ်ခံလိုက်ရလေတော့သည်။မိမိတို့ကလည်းပိုးကုန်တယ်။ နာမည်ကြီးမောင်မောင်လွင့်မိဘတွေကလည်းသင်္ကန်းပရိတ်ခရာခုံတယ်။ညနေကြီးသားသမီးနှစ်ယောက်ပေါင်းတဲ့ဖြင့်အကောင်းဆုံးမင်္ဂလာဆောင်ဖြစ်အောင်အကုန်ခမ်းလိုက်ကြသည်။ဂျူဘလီဟောပေါ်တွင်ပရိတ်သက်တွေတောက်တောက်နေ။လက်ဖွဲ့ပစ္စည်းတွေရှိမ့်ချိန်တတဲပိုးပဲဆင်ရောင်ခမ်းမကြီးတို့ခုလုံးဝင်းပြောင်ထိန်တောက်ခဲ့လေတော့သည်။ပန်ဝင်းကြီးတို့ခုလုံးပြုံပြုံချွင်ချွင်နှလုံးသဲကြီးကြိုက်စရာတွေဒါမြင်ရသည်။ရေခဲမုံ၊ကော်ဖီ၊ကိတ်မုံ ချိုမြိန်သောအစားစာတွေကို စားတော့ကြရင်တန်တာညင်ညင်ရဲမောတန်တော်တော်ညံနေကြသည်အစိုးကျော်စိန်ပါတီဤရှူတန်ဆိုင်တန်ဟေကျွေးလိုက်သည့်အတန်တဲတွင်လည်းထုတိဩပါမင်္ဂလာအစီနှစ်တွေပြေဝချွန်းဆိုနေတော့သည် ထိုအတန်ကိုကြားရုံနှင့်စိတ်ရှမ်းသာစရာကောင်းလာသည် ထို့နောက်ငွေ300ပေး၍အခါကောင်းအခါမြတ်ရွေးကဩဘာသာဖတ်စီသောမန္တလေးပုံနယ်တော်ဆရာစင်ဤငွေခယူသည်မဟုတ်တန်နှင့် ကျောင်းဟရီဟရီရွတ်တံမှာဟင်းသာရိုက်တံပါလာသည်အောင်ပါစေတပြေးပန်းနှင့်ရေချမ်းကိုလောင်းဆိုသော စီတော်တံကိုလည်းကြားလိုက်ရသည်ထို့နောက်ရေကို တားသောအရှားမထင်ရေကိုခွဲ၍မကွဲဟူသည့်ဥပမာအားဖြင့်ငွေပလားကြီးတဲ့ကချွေရင်ငွေရည်ရတနာရည်အေးတဲ့တွင်မမောင်လင်လက်နှင့်ထက်ကာနှိမ့်လိုက်ကြပြန်သေးသည်ယခုခေတ်ဂုံပကာတနာတို့တွင် အထော့အထိတ်ဟုထင်ရသောနိုင်ရင်ဝန်ကိုတိုင်က မောင်မောင်လင်းလင်းမြမြကိုလက်ဆက်၍ပေးကတတ်နိုင်သမျှမှတ်သမျှထုတိဩပါမင်္ဂလာစကားများပြောကြလိုက်သေးသည်သူတို့သမီးသူတို့သားတွေရာသက်ပြန်မကွေမကွဲ ရွှေလက်တွဲ၍အမြဲပြောကြပါသည်ဟုစုမုံများပေးလိုက်ပါသေးသည်ဤကဲ့သို့ပွဲကြီးရှင်၍မိဘနှစ်ပါးကထင်သမျှသောစေတနာမင်္ဂလာတို့ဤတကူဆွေမျိုးပရိသတ်အထက်ထက်တို့ဤအာဒီတာတို့နှင့်ဆွေရနိုင်၏ ။မြန်မာတို့နေမယားမှာယခုမှစ၍မှတ်ဖြစ်တောင်တကိုင်းနဲ့နားသွားနိုင်လောက်ကြပါပေသည်။ထို့သောထို့သောအများကရှင်မောက်ကလန်းဆိုပေမဲ့ဇန်ကြွနိုင်မှယုတ်တိရှိတကယ်လို့အများကထင်တယ်လို့ကာယကချင်းနေမယားကအကျဉ်းသားတရားကိုသိရှိကြမှအရှိတဖြင့်တီဆွဲခိုင်မြဲသွားနိုင်ကြမည်မဟုတ်ပါလော။မြန်မာနှင့်ကိုလင်တို့၏အိမ်တော်၏ဘဝတက်တန်းနိုင်လေ။မိဘကလေးတွေကိုတည်မပြုတ်မိခဲ့တဲ့ဖြင့် မီတာမီလီယံကြီးသည်ကြီးစတဲ့ကြီးကမြမြဝင်ပရိသတ်တွေအရင်မှာတွင်အိမ်တော်ရင်းမီလီယံကြီးတဟုံဟုံတဟုံဟုံတောက်လောင်ဝါမျိုးခံခဲ့ရလေသည်ဒေါ်မြမြတို့အိမ်မှာတိုင်ကက်တန်စုံနာယီကြီးဤဆက်နှက်ချက်တီးခေါက်တန်သည်အသေးသေးတွင်နေမျောနေခဲ့သောဒေါ်မြမြအားလမ်းဖြန့်ဖြက်စီးလိုက်လေ၏ခေါင်းအုံးတစ်ဖက်စွန်းတွင်ဒစိမ့်စိမ့်စီးကြနေသောမျက်ရည်များသည်အတော်ကလေးဆူဆွနေတော့သည် သို့တော်တမိကလေးမြမြဝင်းနိုးမည်ဆို၍ခန္ဓာကိုယ်လည်းမလှုပ်ဘူးမျက်ရည်လည်းမတုံ့ဘူးဖြစ်နေရှာသည်ထို့သောရှိနေသည့်ကြားကမြမြဝင်းဤကိုယ်ကလေးမှာလှုပ်လို့ရွရွဖြစ်လာသည်ကိုသိလိုက်ရသည်ထို့နောက်မြမြဝင်းထထိုင်လိုက်မှန်းသိသည်မိမိအားငုံကြည့်၍အိပ်ပျော်မပျော်ကိုအကဲခတ်နေကြောင်းလည်းရိပ်မိလိုက်သည်ဒေါ်မြမြကဝန်းတင်းကဘလောင်ဆူလျက်နှင့်မျက်စိကိုစုံမှဲ့၍အိတ်ချင်အောင်ဆောင်နေလိုက်လေသည် မြမြဝင်းသည်ကရင်ပေါ်မှရှေးပြားထောက်၍ဆင်းလိုက်သည် ထို့နောက်တလန်းချင်းလှမ်းကအခန်းဝါသို့ရှေ့ရှုသွားနေလေသည်ထိုအချိန်တွင်ပင်အိမ်နောက်ပေးပေါက်မှရွှေကနေလေးကျွမ်းသာတစ်ချက်ကြားလိုက်ရပြန်သည်မြမြဝင်းသည်ထိုအတန်းကြောင့်စိတ်မလုံနိုင်ပဲမိခင်ကြီးရှိရာကို ပြန်လှည့်၍ကြည့်လိုက်သေးသည် မိခင်ကြီးကဘာမှမထူးခြားသောအခါဆက်၍လှမ်းကအခန်းပြင်အရောက်ထွက်ခွာသွားတော့သည်ဒေါ်မြမြမှာစိတ်တွင်းကတားရမယောင်ယောင် ဥပိ္ပခာပြုရမရောင်ရောင်နှင့်ဝန်းနေလျက်တာချိလေသည်အဘယ်ကြောင့်ဝန်းနေနေဒီကိုမူသူကိုယ်တိုင်ကမှမသိယခုထား၍ထွက်သွားသောခရီးသည်တမီးတဲ့မျက်မျက်ဝင်းအတွေ့အလွန်တရာစိတ်ရှမ်းမြင့်တရာအဖြစ်ဖြင့်တည်ရှိနေပေလိမ့်မည်ထို့သောတမီးစိတ်ရှမ်းသာလျင် မိခင်၌မုဒိတာဖြစ်ဖို့သာရှိသည်ယခုကအဘယ်ကြောင့်ဝန်းနေခြင်းဖြစ်ရသည်ကိုမတွေ့တဲ့ဒေါမြမြသည်ကိုယ်စိတ်ကိုအစိုးမရသောပုံကိုတယောက်ကဲ့သို့ ကတင်ပေါ်မှထထိုင်လိုက်မိသည်ရောင်ရောင်နာနာဖြစ်နေခြင်းမှာစဉ်းစားနေတော့ကြမဟုတ်ဘာလို့ရမည်မသိသလိုသာဖြစ်နေလေသည်ထို့နောက်ဒေါ်မြမြကိုတိုင်းမြမြဝင်သွားရခရီးကိုခြေရာနေမိသည်အိမ်နောက်ဘေးတကားသည်အသာကလေးစေထားသည်ကိုတွေ့ရသည် တကားကိုတပြေးပြေးဖွင့်ကြည့်လိုက်တော့အခါအိမ်နောက်ဘေးပန်းရောင်ကလေးနာရှိခုံတန်းလျားကလေးအပေါ်၌ယောက်ျားပြုတ်တို့ဦးရင်ကိုကျောမီကလောကကြီးတစ်ခုလုံးဤအာယုံကို ပီတိနှင့်အဆက်ဖြတ်ထားဟန်အိန္ဒြေနှင့်ကြည်နူးနေဟန်တို့သောတမီးတည်းဤအမှုရာကိုမြင်လိုက်ရသည်မြမြမောင်ကိုရှက်တယ်ဆိုတာဘယ်တော့မှမပြောင်းဘူးနော်အိုးမောင်ကလည်းမြအရှိကိုမယုံလိုက်တာမောင်ကိုလေမြမေမေထက်တောင်ရှက်သေးတယ်တိလားနောက်ဆုံးကြားရသောမြမြဝင်းဤစကားသည်တကားကိုမိနေသောဒေါမြမြကိုလုံးအား ။တွေးတွေယောနေသွားတယ်လို့ထင်လိုက်မိုံများမှာကမျက်ရည်တွေတွေကြရာကအိမ်ခန်းထဲသို့တလန်းချင်းတလန်းချင်း လေးလေးပင်ပင်ဖင့်ဖင့်နှွံ့နှွံ့မရှိတင်ခဲနဲ့ပို့လိုက်တယ်လို့ရှိနေလေတော့ဤရှုမော်ဝါ1951မေလာဟုတ်ကဲ့ပါခင်ဗျာဆာယေသူဆရာကြီးဥတုခရေးတာတော်တမေးကြီးစာလို့အမည်ရတယ်ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူ ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါချွင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ